ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့5 star channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်လေမရှိမီမရှိဘာဆိုဘာမှမရှိတဲ့အမေရိကကမြောက်ခန်းထဲမှာဆယ်နှစ်ကျော်နေထိုင်ခဲ့တဲ့လူပြောက်ရဲ့အကြောင်းကိုပြပြပေးသွားပါမယ်ကာလော့စ်ကတော့အသက်20နှစ်အရွယ်မှာကျူဘာနိုင်ငံကနေအမေရိကန်နိုင်ငံကိုရောက်ရှိလာခဲ့ပါရယ်အမေရိကန်ကိုအလွတ်လွတ်ပြတ်ရလာခဲ့ပြီးမယ်ဆေးမရှိမျိုးမရှိတဲ့ကာလော့စ်ကအလွန်များခဲ့တဲ့အတွက်လမ်းဘေးမှာအင်ကြီးရမယ့်ဖြစ်နေထိုင်ခဲ့ပါရယ် သူကအမေရိကန်မှာရှိတဲ့ချက်ကြောင်တွေမှာနှစ်ဒေါ်လာအောင်နေထိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့ချက်ကြောင်တွေကပြည့်တဲ့အစားအသောက်တွေကမကောင်းလို့အစားဆင်းရပြီးချက်ကိုလာတဲ့ဖျားဝစ်ပြတဲ့အေဒရီကနေနာရီကြောင့်ဆက်မနေတော့ပဲလမ်းဘေးမှာပြန်လည်နေထိုင်ခဲ့ပါရီ။ဒီနေ့မှာတော့ကာလော့စ်ကလမ်းဘေးမှာနေထိုင်ပြီးတော့ရှောက်သားနေရင်နဲ့ပူရာယုံဘေးမှာမြေအောက်ခန်းထဲသွားတဲ့လူတကူစာဝင်ပေါင်းလေးကိုတွေ့ခဲ့ပါရီ။အဲရီပကနီအောက်ကိုဆင်းကြည့်တော့လူတယောက်နေဖို့အတွက်လုံလောက်တဲ့မြေအောက်ခန်းလေးဖြစ်နေပြီးတာဟာကာလို့စ်ရဲ့နေစံနေရာဖြစ်လာပါရော။ ကာလော့စ်က2012ခုနှစ်ကလေးကအဲ့ဒီမြောက်ခန်းထဲမှာနေထိုင်ခဲ့တာပါဒီခန်းကဆယ်ပေပတ်လည်လောက်ပဲရှိပါသေးလျှက်စင်မီယာဘုတ်အတွက်ပူရာယုံကမီတာပေါက်နဲ့သူ့ဟာသူမီးတည့်ထားပါသေးတယ်သူ့ခန်းကျင်းလေးထဲမှာရှိခဲ့တဲ့ကွန်ပျူတာနဲ့အေကုန်တွေလည်းရှိပါသေးအမိုက်ပုံတွေမှာလူရီစွန့်ပြတ်ထားတဲ့ရှိခဲ့တဲ့တာကွန်ပျူတာနဲ့အေကွန်တွေကိုသူကယူလာပြီးတော့သူ့ဘာသာသူပြန်ပြင်ပြီးအသုံးပြုတာပါတချို့ပစ္စည်းတွေဆိုရင်အကောင့်ကြီးကိုစွန့်ပြတ်ထားတဲ့တွေလည်းရှိလာမို့လို့ကာလော့စ်အဒရက်ကတော့အမိုက်ပုံကဖက်ဆက်မလို့ပဲအလက်ကရရတဲ့နေရာတစ်ခုဖြစ်ပါရဲ့ သူအတွက်စားစရာလည်းပူစရာမလိုပါဘူး။စတိုးဆိုင်တွေ၊ကုန်စုံဆိုင်တွေကဒိတ်ကုန်ကနေစားစရာတွေတက်တန်းထိတ်လုံနေတဲ့စားစရာတွေကိုအပြင်ဘက်မှာစွန့်ပစ်ထားတတ်ကြတဲ့အတွက်ကာလော့စ်ကစားစရာတွေအလက်ကားရနေပါရဲ့။သူအတွက်ကတော့နေဖို့စားဖို့လည်းမပူရဘူး။အလုံးလုံးစရာလည်းမလိုပါဘူး။ဒီမြောက်ခန့်လျာသူအတွက်လွတ်လပ်တဲ့နေပံပုံဖြစ်ပါရယ်မြောက်ခန့်ထဲမှာသူနဲ့ထိုင်ပြီးတိတ်မကြခင်မှာပဲလှည့်ကင်းစစ်တဲ့ရေတွေကတွေ့ရှိသွားခဲ့ပါရယ်ကြပိမဲ့ရေတွေကဘာမှပြတ်မမလုပ်ပဲအေးအေးဆေးဆေးနေတဲ့ကာလော့စ်ကိုမြောက်ခန့်မှာနေခွင့်ပေးထားပါရယ် အဲ့ဒီညမှာကာလော့စ်နေထိုင်ခဲ့တာခုနှစ်နှစ်လောက်အကြာမှာတော့ YouTuber Vlogger တချို့ကသူ့ကိုအင်တာဗျူးခဲ့ပါရယ်အမေရိကရဲ့မြောက်ခံထဲမှာနှစ်ပေါင်းများစွာနေထိုင်တဲ့ကျူးဘားနိုင်ငံသားဆိုပြီးနာမည်ကြီးသွားခဲ့ပါသေးတယ်။တချို့အမေရိကန်သားတွေကသူ့ကိုဝေဖန်ကြပါရယ်။တခြားနိုင်ငံသားတယောက်အနေနဲ့အဲ့ဒီလိုမနေတင်ကြောင်းနဲ့ရာဇဝတ်မှုတွေကျူးလွန်နိုင်နေဆိုပြီးဆိုရှယ်မီဒီယာမှာအမျိုးမျိုးဝေဖန်ရေးသားကြတာကြောင့်နောက်နှစ်အနေနဲ့အကြာမှာပဲအမေရိကန်ရဲတွေကသူ့ကိုအဲ့ဒီနေရာကနေဖိတ်ခိုင်းကြပါရယ်။ ာလော့စ်ကအဲ့ဒီမြောက်ခန်းထဲမှာဆယ်နှစ်ကျော်လောက်နေထိုင်ခဲ့ပြီးသူအရန်တန်ရုံစင်ရှိတဲ့သူ့အိမ်လေးဖြစ်ပါတယ်ဒါပေမဲ့ကိုဗီဒီယိုကိုကြည့်ရှုသူများစင်တဲ့ YouTuber ကြောင့်သူ့ရဲ့အတိုင်ပင်လုံးလေးပျက်စီးသွားခဲ့ပြီးလမ်းဘေးအင်ဂျီယာမေဘွားကိုပြန်လည်ရောက်ရှိသွားခဲ့ပါရယ်။ကာလော့စ်ကအခုထိအမေရိကန်နိုင်ငံမှာနေထိုင်နေပြီးအခုဆိုရင်အဖိုးကြီးဖြစ်နေပါပြီ။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။ အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကြောင်းရာတွေကိုစင်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပြီးပေးနာ notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပေးတင်ရှိပါတယ်ရှင်။